here we go ဒါကတော့အခုကျွန်တော် Switzerland Airport ကထွက်တာဗောလေ Basel ကနေထွက်တဲ့ချိန်မှာကျွန်တော်တို့က online ကနေကားကိုကြူငှားထားတဲ့အတွက်ကြောင့်အခုကားကုမ္ပဏီတွေရှိတယ်ဗောလေအဲ့ကားကုမ္ပဏီကနေကျွန်တော်တို့ကားတွေငှားလို့ရတယ်ဗောကျွန်တော်ငှားတဲ့ကားကိုသွားရှာမယ်ဒီမှာဆို Audi တွေပါရှိတယ် BMW ရှိတယ်အစုံရှိတယ်တော့ electric လား Mercedes တွေပါရှိတယ်ဒါကတော့ကျွန်တော်တို့က Avis ကငှားရတာဒါပေမဲ့ prefer prefer ဆိုပြီးတော့ရတတ်တတ်ရှိတာဒါတွေက luxury ကားတွေဗောလေကားအကိုကြိုက်တဲ့ကားအကိုငှားလို့ရတယ် မလေးကိုပတ်စံဘတ်ဂျက်နဲ့ပေါ့လေကျွန်တော်တို့က full insurance လုတ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်က9ရက်ဒီမှာကိစ္စနဲ့လာတော့တရက်ကို Switzerland France 40ပေါင်35ပေါင်လောက်တော့ကျတယ်အဲ့ထဲမှာကျွန်တော်တို့ကကိုယ့်ရဲ့ကားကိုနမက်ပြောလိုက်တယ်ဟိုမှာကျွန်တော်တကယ်ချင်းကားဖွင့်နေပြီဆိုတော့အမဒီတဲ့ကကြိုက်တဲ့ကားပေါ့လေ Switzerland plate နဲ့ insurance အကုန်ကာပါအော်တိုရှိတယ်မန်နျူရယ်ရှိတယ်ဆိုတော့ဒီ airport ရဲ့ထူးခြားချက်က မြာပချမ်းအထွက်ရင်ကျွန်တော်တို့ဆွစ်ဇာလန်ကိုရောက်မယ်ဘယ်ဘချမ်းကိုထွက်ရင်ပြင်သစ်ဘက်ကရောက်မယ်ဆိုတော့နှစ်နိုင်ငံဘော်ဒါမှာပေါ့လေဒါကတော့ဘော်ဒါတော့မဟုတ်ဘူးဒါပြင်သစ်ဘက်ချမ်းမှာ3ကီလိုမီတာလောက်သွားရင်ဆွစ်ဇာလန်ဘက်ရောက်မယ်ဒါပေမဲ့သူကပြင်သစ်ဘက်ချမ်းတယ်မှာလောက်ထားတယ်ဒီ airport ကကျွန်တော်လေဆိပ်ဝင်ခရဲပြောတယ်ပြင်သစ်လိုရောဆွစ်ဇာလန်ရောပြောတယ်ဆွစ်ဇာလန်ဘက်ချမ်းဆိုရင်ညာဘက်ကထွက်ရတယ်ဒီပြင်သစ်ကဘယ်ဘချမ်းထွက်ရတယ် exit မှာဒါဆိုကျွန်တော်တို့ကားတွေပေါ့လေဒါကိုစိတ်ကြိုက်ကားတွေကိုပါကားကြိုက်လဲ audi ကြိုက်လား ဘာညာကြိုက်လဲအကုန်ပေါ့လေဒါဆိုရင်ဒါဒီ Mercedes Benz အစုံရှိတာပေါ့လေကျွန်တော်တို့ကနံပါတ်26ပြန်မှာလေကုမ္ပဏီတွေရေးထားတဲ့ Avis ဒီကုမ္ပဏီကကားပေါ့လေသူ့ကုမ္ပဏီနဲ့သူရွေးထည့်ထားတယ်26ဟိုဘက်က Euro Top ကားဆိုတာလေအဲ Euro Euro ကားဆိုတာရှိရသလား Europe ကားဆိုတာရှိတယ်ကျွန်တော်တို့က26ရာသီဥတုကတော့အမှန်တိုင်းပြောရင်တော့နည်းနည်းတော့ မိုးရွာတာဗောလေဆွစ်ဇာလန်မှာဟမကားတွေဆိုမှလေ average budget အကုန်ရှိတယ်သလားဒီအဝါရောင်လေးဆိုတော့ share ပဲသလား share ပဲ heavy go ဒါကတော့ကိုယ်စိတ်ကြိုက်ဗောလေအားကစားသမားတွေအကြိုက်ဗောလေဒီရာသီဥတုကတော့ဒါဆိုခုနကတော့တယောက်တစ်စီးထုတ်သွားဒီကားလည်းမစိုးဘူးเนาะမစီ BMW မစီကျွန်တော်တို့က26မှာ26ဆို25 26 boss this one လာဒါလာအဲ့တော့ကျွန်တော်တို့ကဒီဟာဝယ်လိုက်တော့ ဟာယွန်တိုင်း hybrid hybrid ဒီကားတရက်ကိုဆိုတော့ဒါကတရက်ကို insurance က full ကပါဗျာကိုကကိုကဘာမှမလုပ်ဘဲနဲ့လူများလာချစ်တာတို့လာတိုက်တာတို့ fully ကပါဖြစ်အောင်လို့တရက်ကို insurance က35ကျပ်ပေးတယ်ကားက30ပတ်ဝန်းကျင်ဆိုတော့ဒါအခုကျွန်တော် hybrid ကားပေါ့လေ ဒါ hybrid နဲ့ကျွန်တော်ပေးထားတာဘောလုံးပွဲတွေမရှိချင်းခဏသွားတာဘောလုံးဘောလုံးပွဲတော့ရှိပါတယ်ဒါကျွန်တော်ခဏအလုပ်ကိစ္စလေးတခုနဲ့ဒီဘက်လာဘောလေးမဆိုကားအစုံပဲဒါလေးစိတ်မှာကျွန်တော်ယူလို့ရတာဘောလေးတော်တော်များများကိုပါကားကြိုက်လဲကြိုက်တဲ့ကားပုံပဲဟိုဘက်ကတော့ euro အဲ europ ကားဘောလေးကျွန်တော်တို့နံပါတ်တွေပြောလိုက်တယ်လေ26ဆိုတော့ဒီမှာဒီကနေကြည့်လိုက်ရောမလေး26ဒီမှာ26ကျွန်တော်တို့ကဒီမှာလေ avis budget ရှိတယ်အစုံရှိတယ်ကိုတတ်နိုင်တဲ့ budget ပုံမူတည်ပြီးတော့လေကျွန်တော်တို့ကားလေးကိုတစ်ချက်ရှိုးလိုက် Here we go. ဆိုတော့ကားတော့မစိုးပါဘူးမလေးတက်လာကားတော့မစိုးဘူးတရက်ကိုပေါင်60ပေါ့ဗျာ60 65မလေး hybrid အစုံထည့်တာအစုံဆိုတော့အခုဒါကားကတော့ငားလိုက်ပြီဆိုတော့ကျွန်တော်အခုလောလောဆယ်ကဲဒါတော့ဒါအော်တိုကားမစိုးဘူးလေ ဒါ Switzerland Switzerland number plate plate ပြနေကျွန်တော် UK ကနေ drive လုပ်လို့လည်းရတယ်ဗျ drive လုပ်ရင်တော့နည်းနည်းကြာတယ်ဒါပေမဲ့ UK license ပါညာ UK ဟိုဟာလည်းရှိတယ်ဆိုတော့အခုကားငားကျင်နေဆိုရင်ကျွန်တော်ဥရောပမှာကားငားမယ်ဆိုရင်ဘာလို့လဲဆိုတော့ UK driving license လိုတယ် passport လိုတယ် credit card လိုတယ်အဲ့ဒါဒီအားလုံးကိုကြည့်တယ် credit card တော့ရှင်းတယ်ဗျာကား damage ဖြစ်သွားတာတခုခုဖြစ်သွားလို့ရှင်ကိုရှေ့ပတ်စံဖြစ်အောင်လို့ credit card လိုတယ် credit card ကအခု ကျွန်တော်9ရက်အတွက်ကိုတရက်ကို30ကျော်လောက်ကြာတော့180ကျော်လောက်ကြာတယ်9ရက်စာအတွက် fully issue တယ်နော်တရက်ရောက်ကလာချစ်တာပဲဖြစ်ဖြစ်လာတိုက်တာပဲကိုနဲ့ဘာမှပြဿနာမရှိဘူးအကုန်ပေးထားတာဗျာ basic cover ဆိုတော့ရှိတယ် basic cover ဆိုဘာမှမတိုက်ဘူးဘာမှမဖြစ်ဘူးဆိုတော့တပြားမကုန်ဘူးဒါပေမဲ့အဲ့ဒါလည်းမထူးတော့ဘူးဆိုယူလိုက်တာပြီးတော့ကားကားကတရက်ကို30လောက်ကြာတော့300လောက်တော့ကြာတရက်ကို60တုံးဘာဖြစ်ဖြစ်ကောင်းတာဟောလေတကယ်ဆိုတော့ဒီတက်ပိုဆေးဖြစ်လို့ရ public transport စီးတော့ရတယ်ဒါပေမဲ့ switzerland မိုးရွာတာလည်းပါလို့ပေါ့လေဆိုတော့ driver license လိုတယ် UK ရဲ့ driver license လိုတယ်အဲ့ဒါက Spain သွားသွား Italy သွားသွား Portugal သွားအထူးပဲကျွန်တော် online ကနေကြိုလျှောက်လိုက်တာဗောလေကျွန်တော် British Airway flight ဝင်နေအဲ့ flight အောက်ထဲမှာကားငားကျင်နေဆိုကားငားလို့ရအောင်လို့ကျွန်တော်ပို့ပြီးတော့ option တစ်ခုယူလိုက်တာ British Airway flight ထဲမှာသူကအကုန်ပါတယ်ပါတယ်ဗောလေ hotel ကတော့ဒီနေ့ဈေးကြီးလို့ကျွန်တော်ကြိုက်တဲ့ hotel ပဲယူလိုက်တာဗောဒီကရှောက်ပတ်ဖို့ဗောလေသူတို့ရဲ့ကားကဗာလေ double နှစ်တွဲကားအာ you know London မှာရှိတယ်အခုတော့မတွေ့တော့ဘူး တော့ကားငါပြောလို့ရှိရင်အဲ့မှာအိုက်ကုတ်လေးဖြစ်ရတယ်။ကိုရဲ့ကိုကားပေါ်မှာရှိတဲ့ကုတ်အိုက်ကုတ်ဖြစ်အဲ့လိုက်ဝေးနေတော့ဒီမှာပေးတာလေဒီကမှာထိတ်က exit မှာကုတ်ဘလောက်နှိမ့်ရမယ်ပါညာသူပေးထားတယ်ဟုတ်အဲ့ဒါဆိုရင်တို့အိုက်တကားလေးပွင့်သွားဟုတ်ပါလေကိုမာတကားပေါ်နေမင်းကဝေးသွားတယ် အားလုံးဆိုတော့ every every random agreement လေ random agreement ဒီကမှာလူတွေတော်များအားကားငားတာလေအဲကားတွေကတော့ငားတဲ့ကားတွေဘယ်ဆယ်ကိုသွားမှာတလဲကိုကားလာနေနော်ဘယ်သူတွေရောသူကရှယ်ပဲနော် ပေကီလိုမီတာ9000ပဲမောင်းရယ်နော်9600ပဲမောင်းရယ်နော်ဟာ perfect version ရှိတယ် fish version ရှိတယ်ဘယ်လိုဆိုတော့ Can't resize the, the, the shoes. ဒါဥရောပမှာကားငားမယ်ဆိုရင်ဘယ်လိုငားလဲပုံစံတူတူပဲဘာမှမလို့ online ကိုသွားလိုက်တော့တချို့ online ကကျွန်တော်တို့လေရင်နဲ့တွဲငားတဲ့ကောင်တွေဆိုရင်နည်းနည်းအလုံးရှုပ်တတ်တာမဟုတ်ဒီတိုင်းကားတိတ်တငားမယ်ဆိုရင်ကိုကို credit card တွေကနေ deposit ဘယ်လောက်ပေးရလဲကျွန်တော်မှတ်မှတ်ရ San Siro မှာ Milan ပွဲသွားကြည့်တော့ Inter Milan ပွဲသွားကြည့်တော့အဲတုန်းကကျွန်တော်နဲ့တကယ်ချင်းတယောက်ဖြစ်တဲ့ Arsenal ပြည့်တဲ့ Liam ဆိုတာသူကကားကားတာ30လား50လားပဲကြားတယ်ဒါပေမဲ့ deposit က800တောင်းတယ်9ရက်နေပတ်စံပြန်ထည့်ပေးတယ်စီကတော့ကိုအောင်ကိုဖြစ်ကျွန်တော်တို့လည်းအခု CEO ကိုအောင်ကိုအပြည့်ဖြစ်ပါလေဒါကတော့ဒါ ါကားကားနဲ့ယူရိုမှာဒါဆွစ်ဇာလန်လို့မဟုတ်နေရာတိုင်းမှာတလားကိုပါကားကြိုက်လေကြိုက်တဲ့ကားအကုန်ရွေးလို့ရတယ်ဟိုဘက်မှာလဲဒါ BMW Mercedes ရှိသမျှကားအကုန်ရှိတယ်ဗျကားအကြီးအသေးကိုရဲ့ budget ပေါ်မူတည်ပြီးတော့စုံရင်းနဲ့ပေါ့လေဒါအခုဆွစ်ဇာလန်နိုင်ငံဘာစင်နဲ့ဒါအခု Zurich နဲ့အိုက်ဘက်ချန်ခဏတွားရင်းနဲ့အလုပ်ကိစ္စတစ်ခုနဲ့ကျွန်တော်တွားရင်းနဲ့ပေါ့လေကြုံရင်းနဲ့ပေါ့လေကားကားတဲ့ vlog လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်